င်္ဂလာပါကုကျော်ထင်စကားပြောနေပါတယ်မြန်မာရေမောင်းလိုင်စင်ကနေထိုင်းစိုက်ကင်းနဲ့ကားမောင်းလိုင်စင်နှစ်ခုစလုံးကိုတပြိုင်တည်းလွယ်ကူစွာဈေးရိတ်အသက်သာဆုံးပြောင်းနေနည်းကိုဒီ content မှာဖော်ပြမှာဖြစ်ပါတယ်ဒုတိယထိုင်းနိုင်ငံသားမှတ်ပုံတင်လို့တင်စားကြတဲ့ထိုင်းရေမောင်းလိုင်စင်ဟာရေမောင်းတာအပြင်အခြားကဏ္ဍတချို့မှာလည်းအတော်အတန်အသုံးဝင်တာတွေ့ရပါတယ်ဒီနေရာမှာဗဟုသုတတစ်ခုမျှဝေခြင်းတာကကျွန်တော်တို့ရဲ့မြန်မာရေမောင်းလိုင်စင်ဟာတကယ်တော့အာဆီယံမှာအကျုံးဝင်တဲ့ရေမောင်းလိုင်စင်တစ်ခုဖြစ်ပါတယ် မြန်မာ license နဲ့ passport ရှိရင်စီးမြင်စီကံအရထိုင်းနိုင်ငံမှာကားနဲ့ cycle တွေကိုမောင်းနှင်လို့ရပါတယ်။ဒါကတော့ ASEAN သဘောတူညီမှုစီကံအရဖြစ်ပြီးလက်တွေ့မှာတော့ထိုင်းရဲ့တော်တော်များများကဒီစီးမြင်ကိုမသိတာကြောင့်စကားပြောစရာဆိုစရာဖြစ်လာပြီးဆိုရင်အင်္ဂလိပ်စာအားနည်းတဲ့ထိုင်းလူမျိုးတွေကိုရှင်းပြရတာခက်ခဲပါလိမ့်မယ်။ဒါကြောင့်ထိုင်းမြန်မာ license ကိုပြောင်းလဲအသုံးပြုကြတာဖြစ်ပါတယ်။လိုအပ်တဲ့စာရွက်စာတမ်းတွေကနေစာလဲရအောင်။ TM30 တန်ယုံထောက်ခံစာစီးစစ်ချက်စာရွက် online သင်တန်း QR code passport တက်တန်းရှိဗီဇာအနည်းဆုံးတက်တန်း6လကျန်တဲ့မြန်မာရမောင်းလိုင်စင်တို့ဖြစ်ပါတယ်။တခုချင်းရှင်းပြပါမယ်။ TM30 ဆိုတာကတော့ထိုင်းတကောင်စင်ရင်လို့အလွယ်ပြောလို့ရပါတယ်။ဒါကတော့ကိုငှားရဲ့နေထိုင်တဲ့အိမ်ကအိမ်ပိုင်ရှင်ထံကအခမဲ့တောင်းခံရမယ့်စာပဲဖြစ်ပါတယ်။အဲ့ဒီ TM30 နဲ့အတူတူဒီလိပ်စာမှာအမှန်တကယ်နေထိုင်နေကြောင်းမြန်မာတန်ယုံမှာတန်ယုံထောက်ကန်စာတွားလို့ရပါမယ်။တန်ယုံထောက်ကန်စာအကြောင်း content တစ်ခုတည်ထက်တင်ပေးပါမယ်။ဒီမှာတော့အကြမ်းပြင်းပြပြောပါမယ်။ တန်ယုံထောက်ခံစာအတွက်မြန်မာတန်ယုံကောက်ခံတဲ့ငွေဟာဘတ်150ဖြစ်ပါတယ် သို့တော့မိမိကိုယ်တိုင်ပြုလုပ်မယ်ဆိုရင်အဲ့ဒီ150အပြင်နေထိုင်ရာအနီးအဝေးပေါ်မူတည်ပြီးသွားလာစေရိတ်ထမင်းစရိတ်နဲ့နှစ်ရက်တာအချိန်ကုန်ပြင်ပမှုတွေရှိတာကြောင့်တန်ယုံထောက်ခံစာကိုအိမ်အယောက်450ဘတ်နဲ့ပြုလုပ်ပေးတဲ့ service တွေထက်များစွာကုန်ကြတာကိုတွေ့ရပါတယ်။ဒါကြောင့်တန်ယုံထောက်ခံစာအတွက်ကျွန်တော်အကြံပေးလိုတာကအိမ်ရှင်စီက TM30 ကိုလွဲကူစွာတောင်းပြီးဘတ်450အိမ်အယောက်နဲ့တန်ယုံထောက်ခံစာ service အပ်လိုက်တာအမှန်ကန်ဆုံးဖြစ်ပါတယ်။ online မှာတန်ယုံထောက်ခံစာလို့ရိုက်ရှာလိုက်တာနဲ့ information အများအပြားကြားလာမှာဖြစ်ပြီးကိုနဲ့အဆင်ပြေပြီ ယုံကြည်ရတဲ့ agent နဲ့လုပ်လိုက်ပါနောက်တစ်ခုကတော့စစ်စစ်ချက်စာပဲဖြစ်ပါတယ်ဒါကတော့တာမန်သွေးပောင်ချိန်တို့ weight တို့ကိုတိုင်းတာတာဖြစ်ပါတယ်ဘတ်140သာကျပါတယ် license ရုံးနဲ့အနည်းဆုံးဈေးကန်းကိုအောက်မှာနေရအတိအကျ link ချပေးထားပါတယ်ကို့အိမ်အနီးအပါမှာဒီလိုဈေးကန်းလေးတွေရှိရင်လည်းလွယ်ကူစွာလုပ်လို့ရပါတယ် health statement for driving license ဆိုရတော့လွယ်ပြောလိုက်လို့ရှိရင်သူတို့နားလဲပါတယ်။စာရွက်လေးရပါလိမ့်မယ်။5မိနစ်10မိနစ်တာကြာပါတယ်။ နောက်ထပ်တစ်ခုကတော့ Thai ရင်စီကန်လန်စီကန် online သင်တန်းဖြစ်ပါတယ်။ဒါကတော့အိမ်မှာကလေးကကြိုလုပ်သွားရမှာဖြစ်ပါတယ်။ရက်တွေအများကြီးကြိုလုပ်သွားလို့လည်းရပါတယ်။အောက်မှာ link ချပေးထားပါတယ်။ link ထဲကိုဝင်ပါ register လုပ်ပြီး video လေး၅ခုကိုတစ်ခုချင်းကြည့်ရပါမယ်။ကြိုလို့မရပါဘူး။တစ်ခုပြီးသွားတိုင်း confirm နှိပ်ရပါမယ်။လွယ်လွယ်လေးပါ။ပြီးသွားရင်လွယ်ကူတဲ့မိကွန်း၅ခုဖြည့်ရပါမယ်။ကျွန်တော်ဖြည့်ရတဲ့မိကွန်း၅ခုကတော့ဒါလေးတွေဖြစ်ပါတယ်။ ပြီးသွားရင် QR code လေးရပါပြီအဲ့ဒါကို print ထုတ်ပြီးယူသွားရပါမယ်ဒီအဆင့်ကိုအိမ်မှာမလုပ်ခဲ့ဘူးဆိုရင်တော့ license ရုံးမှာကြန့်ကြာစီမှာဖြစ်ပါတယ်မိမိ passport ရဲ့ bio စာမျက်နှာနဲ့တက်တန်းရှိ visa စာမျက်နှာတို့ကို copy နှစ်စုံကူးပါမြန်မာရေမောင်း license အရှိအနောက်ကို copy နှစ်စုံကူးပါဒါဆိုရင်မိမိလက်ထဲမှာစာပဲစာတန်းအစုံအလင်ရှိပြီဖြစ်တာကြောင့် license ရုံးကိုသွားကြပါစို့ license ရုံးရဲ့ location ကိုအောက်မှာအတိအကျ link ချပေးထားပါဗျ တဦးနဲ့တဦးနေထိုင်တဲ့နေရာတွေမတူတာကြောင့်သွာလာရတာလည်းတူမှာမဟုတ်ပါဘူး။ Banchet BTS station နားမှာတည်ရှိပါတယ်။စစ်စစ်ချက်ကိုအရင်ယူရမှာဖြစ်တာကြောင့်အဲ့ဒီကနေလမ်းလျှောက်လာရင်လည်းနီးနီးလေးဖြစ်ပါတယ်။ရုံးကိုရောက်ပြီဆိုရင်ရှာရွက်တီ copy မကူရသေးခင် ရုံးကန်တင်းမှာပဲသွားကူးလို့ရပါတယ်။တရွက်တစ်ဖက်တန်ဆိုင်လေးရှိပါတယ်။ဘေးမှာထမင်းစားခြင်းရင်လည်းစားလို့ရပါသေးတယ်။ကိုမစာရွက်စာတမ်းလေးပြည့်စုံတယ်ကိုပါကိုလုတ်ကင်တက်တဲ့အလေးအထရှိသူတယောက်လည်းဖြစ်တယ်ဆိုရင်အားလုံးမြန်မြန်ဆန်ဆန်လွယ်လွယ်ကူကူပဲပြီးသွားပါလိမ့်မယ် သိကျင်တာရှိရင်ပတ်ဝန်းကျင်ကိုမေးဖို့တုံ့ဆန်းခြင်းမရှိပါနဲ့ဘယ်အရာမှခက်ခက်ခဲခဲမရှိပါဘူးရုံးထဲကိုရောက်ပြီဆိုရင် information counter ကိုသွားပါကျွန်တော်တို့လို foreigner တွေအတွက်ထားထားတဲ့ line number 3မှာစီပါစာရေးထားပါလေကိုယ့်အလဲရောက်ရင် to change thai license ဆိုတာမျိုးပြောလဲရုံနဲ့သူတို့သိပါတယ် passport မူရင်မြန်မာ license မူရင်တန်ရုံထောက်ခံစာမူရင်စစ်စစ်ချက်မူရင် online တင်တဲ့ QR code ကို print ထုတ်ထားတဲ့စာရွက် passport နဲ့ visa မိတူနှစ်စုံမြန်မာ license ရှေ့နောက်မိတူနှစ်စုံ စသည်တို့ကိုပေးလိုက်ပါ။ကိုကြံခဲ့တာရှိရင်သူတောင်းပါလိမ့်မယ်။နာမည်နဲ့ဖုန်းရေးခိုင်းတာရှိရင်ရေးလိုက်ပါ။လက်မှတ်ထိုးခိုင်းတာရှိရင်ထိုးလိုက်ပါ။ဒါပါပဲလွယ်လွယ်ကူကူပါပဲ။ပြီးရင်မြမဘန်နေမှာတည်ပြီးသားဖြစ်တဲ့အလဲကျနံပါတ်တစ်ခုနဲ့ပြင်ဆင်ပြီးသားမိမိစာရွက်တွေကိုပြန်လည်ပေးပါလိမ့်မယ်။တစုရဲကင်ထားပါ။ဘဲဘက်ကလျက်ကခုံနေမှာတက်တောင့်တက်တာသွားထိုင်ဆောင်ရင် screen မှာကိုယ့်နံပါတ်ကိုကြည့်နေရုံပါပဲကိုယ့်နံပါတ်ရောက်တဲ့အခါမှာသွားရမယ့် counter နံပါတ်ကိုလည်းဖော်ပြထားတဲ့အတွက်လွယ်လွယ်ကူကူပဲအဲ့ဒီကိုသွားပြီးလက်ထဲကစာရွက်တွေကိုပေးလိုက်ရုံပါပဲ အဲ့ဒါကတော့ driving license section ဖြစ်ပါလေစီစစ်ပြီးရင်စာရွက်တွေပြန်ပေးပါလိမ့်မယ်တစုရဲခြင်ထားပါလက်မှတ်ထိုးခိုင်းရင်ထိုးလိုက်ပြီးပြီးသွားရင်နောက်ထပ်ဘယ်ဘက်မှာကက်လျက်ရှိတဲ့ counter လေးကိုညွှန်ပါလိမ့်မယ်အဲ့ဒီ counter လေးကတော့ physical test အတွက်စီစစ်တဲ့ counter လေးဖြစ်ပါတယ်တစိမ့်တုံးနှိပ်တာလိုမျိုးလုပ်ပြီးကိုယ်စာရွက်အထက်လိုက်ကလေးကိုချက်ချင်းပြန်ပေးပါလိမ့်မယ်ပြီးရင်နည်းနည်းချင်းဆိုင်က physical testing room ကိုသွားလိုက်ရုံပါပဲအဲ့ဒါကကိုတွေ့စစ်တဲ့နေရာပါ test နှစ်ခုရှိပါတယ် ပထမတစ်ခုကဝါစိန်နီစစ်တာဖြစ်ပြီး game clue လိုမျိုးကိုနှိပ်ရတာဖြစ်ပါတယ်။ခလုတ်မှာဝါစိန်နီစာရေးထားတယ်။အရှိကဆက်မှာမီးထွန်းပေးတယ်။သူ့မီးအယောင်နဲ့သူ့ခလုတ်ကိုနှိပ်လိုက်ရုံပါပဲ။အားလုံးခလုတ်၉ချက်ဖြစ်ပါတယ်။နောက်တစ်ခုက lever နဲ့ brake ကိုနင်းပြရတာဖြစ်ပါတယ်။နင်းစရာချပေးထားပါတယ်။ထိုင်ကုန်မှာထိုင်ပြီးထိုင်းတန်ဝဲဝဲနဲ့အင်္ဂလိပ်လိုပြောပါလိမ့်မယ်။သူ့နင်းခိုင်းတာကိုလိုက်နင်းရင်ရပါပြီ။မှားရင်ပြန်လုတ်ခိုင်းပါလိမ့်မယ်။ခက်ခဲတဲ့အစဉ်တစ်ခုမှမရှိပါဘူး။ ဒါပြီးသွားရင်စာရွက်တွေပြန်ပေးလိုက်ပါလိမ့်မယ်။ဓာတ်ပုံအခန်းရှိမှာသွားဆောင်ပါ။ TV မှာစောစောကမိမိနံပါတ်နဲ့သွားရမယ့်ကောင်တာအသေးလေးကို ပြပါလိမ့်မယ်။အဲ့ဒီရောက်တဲ့အခါမှာစာရွက်တွေပေးလိုက်ပါ။ကားအတွက်205ဘတ်၊စိုက်ကယ်အတွက်105ဘတ်၊စုစုပေါင်း330ဘတ်ပေးလိုက်ပါ။ချက်လက်နှစ်ရွက်ပြန်ပေးပါလိမ့်မယ်။ဓာတ်ပုံရိုက်ပေးပါလိမ့်မယ်။ပြီးသွားရင်မိမိ passport မူရင်းနဲ့ license မူရင်းကိုပြန်ပေးပြီးခဏဆောင်မှုပြောတဲ့အခါ ီအခန်းထဲမှာပဲထိုင်ကုန်ပြောင်းထိုင်ရင်စောင့်နေရုံပါပဲမကြခင်ကုကိုလှမ်းခေါ်ပြီးထိုင်းကားမောင်းလိုင်စင်နဲ့စိုက်ကယ်မောင်းလိုင်စင်ကတ်ကလေးနှစ်ကတ်ကိုထုတ်ပေးပါလိမ့်မယ်။ဒါဆိုရင်လုပ်ငန်းစဉ်တစ်ခုလုံးတနာရီမရှိတဲ့အချိန်အတွင်းလွယ်ကူစွာပြီးဆုံးသွားပြီပဲဖြစ်ပါတယ်။တန်းစီတာလူများရဲ့များသလောက်တော့ကြာချိန်အပြောင်းအလဲရှိပါလိမ့်မယ်။ Passport မူရင်းနဲ့မြန်မာလိုင်စင်မူရင်းချက်လက်နှစ်ရွက်ထိုင်းလိုင်စင်ကတ်နှစ်ကတ်စသည်တို့ကလွယ်ရင်ဘာသာရွက်ဒီမှာပြန်ပေးလိုက်မှာမဟုတ်ပါဘူး။ ဒီ process တစ်ခုလုံးအတွက်ကုန်ကျငွေဟာမြန်မာတန်ရုံထောက်ခံစာအတွက်450စေစစ်စာရွက်အတွက်140 license card နှစ်ခုအတွက်320စုစုပေါင်းဘတ်900သာကြာတင်ပါတယ်စုစုပေါင်းရုံအတွင်းကြာချင်းတနာရီသာဖြစ်ပါတယ်လမ်းကြီးနဲ့မိမိစားတောက်တဲ့ဇေယျကိုထည့်သွင်းတွက်ချက်ထားခြင်းမရှိပါဘူးဒီ driving license process တစ်ခုလုံးကိုပွဲစားအပ်မယ်ဆိုရင်ဘတ်3000 3500 4000စသဖြင့်ပွဲစားတစ်ဦးနဲ့တစ်ဦးဈေးမတူပါဘူး ဒါအပြင်မိမိကိုယ်တိုင်ယုံကိုလုံးဝမသွားဘဲနဲ့လည်းမရနိုင်တာကြောင့်အခုကျွန်တော်ရှင်းပြတဲ့အဆင့်ဒီအတိုင်းလွယ်ကူရိုးရှင်းစွာလုပ်ပြီးကိုယ်တိုင်ရယူဖို့ပဲတိုက်တွန်းပါတယ်။ထိုင်းလန်စင်ယုံကဝန်ထမ်းတွေဟာသဘောကောင်းပြီးကိုယ့်အလုပ်ကိုကိုယ်မှန်မှန်ကန်ကန်လုပ်နေတာတွေ့ရပါတယ်။အဓိကအချက်ကတော့မိမိမှာစာရွက်စာတမ်းတွေပြည့်စုံနေပြီးတစ်ဖက်ကပြောတဲ့အတိုင်းအစဉ်စဉ်ကိုတွတ်တွတ်လပ်လပ်လိုက်ပါလှုပ်ဆောင်ဖို့သာအဓိကဖြစ်ပါတယ်။ မိမိမှာစာရွက်စာတမ်းလည်းမပြည့်စုံဘူးကြိုတင်လေ့လာထားခြင်းလည်းမရှိဘူးမသိတာကိုလည်းပြောဆိုမေးမြန်းခြင်းနဲ့ဆန္ဒမရှိဘူးဆိုရင်တော့ license လောက်တာရဲ့လို့မှမဟုတ်ပဲအခြားသောအရာတွေမှာလည်းအောင်မြင်အောင်လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူးဒီလိုအခက်အခဲတွေ့ခြင်းဟာဘာလို့မျိုးဖြစ်တယ်ဘယ်နိုင်ငံကလာတယ်စသည်တို့နဲ့သက်ဆိုင်ခြင်းမရှိပဲမိမိတူဦးရဲ့အရေးအသွေးနဲ့ကြိုးစားအားထုတ်မှုလိုအပ်ချက်သာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့တင်ဆက်ပေးနေတဲ့ content လေးတွေကိုသဘောကျနှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါ रे ခင်ဗျာ။ ။ comment နိုင်ကိုလည်းကျွန်တော်တို့တည်တည်ချာချာဖတ်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။တဲ့အနေနဲ့ iPhone တွေ MacBook တွေကိုကြည့်ရှုလေ့လာရတာသဘောကျနှစ်သက်တယ်ဆိုရင် Apex Trading လို့ခေါ်တဲ့ကျွန်တော်ရဲ့ဆိုင်လေးကို Facebook မှာဝင်ရောက်လေ့လာလို့ရပါတယ်။ Apex Trading မှာအဓိကအားဖြင့် iPhone, MacBook, iMac, Mac Mini အပြင် IT နည်းပညာဆိုင်ရာပစ္စည်းမျိုးစုံကိုအသစ်ရော second hand အနေနဲ့ပါအယောင်းအဝယ်အလဲအထက်ပြုလုပ်ပေးပါတယ်။